ကျေးဇူးဥပ5000တုံးနဲ့ကျွန်တော်ပြန်ပါတယ်။ဟုတ်ပါတယ်ကျေးဇူးတင်ပါတယ်ကျွန်တော်ကျွန်တော်ကတည်းကကျွန်တော်ဘေးဆွေးတင်နေတဲ့အလန်းလုပ်ပေးတာ။ဟုတ်ကဲ့ဘေးကလုပ်ရတဲ့ကျွန်တော်လုပ်ပေးတာ။ဟုတ်ကဲ့ကျွန်တော်တို့ကတော့နေပြီးတော့ရှင်နေလဲကျွန်တော်တို့အဓိကတော့ဝင်တဲ့အရာတွေတော့ပြည့်စုံဆုံးရှုံးနေတယ်ကျွန်တော်ခုဝင်ကြည့်တဲ့ခါမှာဓမ္မယုံနေမှာနေရတယ်။တို့ဒီအစားအုပ်တွေရှေ့မှာတို့တွေအဲဒီမှာနေရတယ်တို့အိမ်မော်တွေမတဲတဲ့ပုံစံဖြစ်နေတဲ့အတွက်ကျွန်တော်တို့မှလည်းမျိုးသားစီမကောင်းဖြစ်ရတယ်ဒီကြားထဲမှာလည်းအသက်ဆုံးရှုံးမှုတွေရှိရတယ်အရာရမှုတွေရှိတယ်ဆိုတာတွေတည်ရတဲ့အတွက်မျိုးသားစီမကောင်းဖြစ်ရပါတယ် ကျွန်တော်တို့ကမနေ့နဲ့တနေ့ရနေ့ရတော့ကျွန်တော်တို့မန္တလေးမှာရှိတယ်ကျွန်တော်တို့ရှာပကေစေးလုပ်ငန်းတွေကျွန်တော်လုပ်ခဲ့ပါတယ်နှစ်ရက်တိတိကျွန်တော်လုပ်ခဲ့ပြီးတော့ဒီနေ့မှာကျွန်တော်တို့ရန်ကုန်ပြန်ဆင်းရင်းနဲ့ဒီနေ့မှာကျွန်တော်တို့ရဲ့ဟိုမိတ်ဆွေပေါင်းသင်းတကယ်ချင်းတွေရာနေပြီးတော့အဲပြည်ပါတရားရောပြည်တွင်းရောလှူဒန်းတဲ့အလူငွေလေးတွေကိုကျွန်တော်တို့ဒီပြန်လာရင်တောက်လျှောက်မှာရလာတဲ့အတွက်အဲဒီမှာရှိတဲ့ကျွန်တော်တို့ဝန်ထမ်းမိသားစုတွေရဲ့လိုအပ်ချက်လေးတွေကိုတတော်တတရားဖြည့်ဆည်းနိုင်အောင်ဆိုပြီးကျွန်တော်တို့အိမ်တော်စုတစုကိုကျွန်တော်တို့9000နှုတ်နဲ့ ျွန်တော်တို့ခုလောလောဆယ်အိမ်တော်သူ90သားကိုကျွန်တော်ဝင်ရောက်ပြီးတော့လူတိုင်းချင်းဖြစ်ပါတယ်မများပေမဲ့လည်းတို့တို့လိုအပ်တဲ့အထောက်အပံ့လေးဖြစ်နိုင်မယ်ထင်လို့ကျွန်တော်ဝိုင်းဝန်းပြီးတော့ဒီလိုကူညီကြခြင်းဖြစ်ပါတယ်ဗျအဲကျွန်တော်တို့အလို့ရှင်များလည်းခြေတန်းပါပါဘာလို့လဲတို့တွေကလည်းအဝေးရရောက်နေပေမဲ့လည်းစိတ်ပချမ်းပြေသာနဲ့ကျွန်တော်တို့လူပေးတဲ့ဥစ္စာကိုကျွန်တော်လည်းဒီမှာတိတိယောင်းနဲ့လူပေးခြင်းတို့အချိန်ယူပြီးတော့ဒီမှာဝင်ရောက်ပြီးလူတိုင်းချင်းဖြစ်ပါတယ်ညီလေးကျွန်တော်တို့ကတော့အတင်းကတော့မင်းကြီးတဲ့တော့လောကဟိတဝါလူမှုကူညီအတင်းကြီးတော်ဘင်္ဂတောင်ကျဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်တို့လာပြီးတော့လှူရှားမှုကတော့ EMS မြန်မာ channel ကျွန်တော်တို့ဒီ group ကနေပြီးတော့ red soup အနေနဲ့ကျွန်တော်တို့အသင်းတွေစုပေါင်းပြီးတော့အသင်းကျွန်တော်တို့အားလုံး17သင်းအင်အား45ဦးနောက်တဘာတဘာဘေးနဲ့ကျူတကာကိုရေးဖွဲ့ရလူ40ဦးနဲ့ကျွန်တော်ကျွန်တော်60လောက်နဲ့ကျွန်တော်လာပြီးတော့ဒီမှာရှိတဲ့မန္တလေးမှာရှိတဲ့ကျွန်တော်တို့ဟိုဒီစာသင်တန်းကြီးတွေနောက်ကျွန်တော်တို့ဒီ sky villa နောက်ကျွန်တော်တို့28 28 80နှစ်ချာမှာရှိတဲ့ ျွန်တော်တို့ဒီ9ထက်တိုက်ဒီမှာရှိတဲ့ကျွန်တော်တို့ပြူကြပြည့်စုံတွေရှိတဲ့ဥစားတွေဝင်ရောက်ပြီးတော့ကုညီဖြည့်ရှင်းပြီးတော့ဒါကျွန်တော်တို့ဒီနေ့မနေ့တော့ပြန်လာရင်းဖြစ်ပါတယ်ဗျကျွန်တော်တို့ဟုတ်ကျွန်တော်ဒီရတော့နေပြီးတော့ရှင်နေလဲကျွန်တော်တို့အဓိကတော့ဝင်တဲ့အရာတွေတော့ပစ္စည်းဆုံးရှုံးတဲ့တို့ကျွန်တော်တို့ဝင်ကြီးတဲ့ခါမှာဓမ္မယုံနေမှာနေရတယ်တို့ဒီအစာအုပ်တွေရဲ့အရှိမှာတို့တွေအဲဒီမှာဟိုနေရတယ်တို့အိမ်မော်တွေမတဲတဲ့ပုံစံဖြစ်နေတဲ့အတွက် ကျွန်တော်တို့မှလည်းမျိုးစီမကောင်းဖြစ်ရတယ်ဒီကြားထဲမှာလည်းအသက်ဆုံးရှုံးမှုတွေရှိရတယ်အရရမှုတွေရှိတယ်ဆိုတာတွေသိရတဲ့အတွက်မျိုးစွာစီမကောင်းဖြစ်ရပါတယ်ဒီပြင်ကျွန်တော်တို့မှဒီကျွန်တော်ဒီလိုင်းနဲ့ကျွန်တော်တို့ဒီဌာနတစ်ခုကနေပြီးတော့အကူကြီးတောင်းလို့ဟိုဝန်ထမ်းတူရဲ့မိခင်ကငြင်းလို့တဲ့ချိန်မှာသူသူလိုင်းကမှထပြင်းနဲ့လဲတာအဖွားကောင်းတဲ့ပေါ့ဟိုကျွားအတွက်ကျွန်တော်အခုကျွန်တော်ရှိမှပါတဲ့အဖွဲတစ်ဖွဲကလူနာတင်ကားနဲ့အခုရန်ကုန်ပို့နေပါတယ် ဒါတခါတပါတဲ့ကျွန်တော်တို့ကဝင်ရောက်ကူညီဆောင်ရွက်ခြင်းဖြစ်ပါတယ်ဒါလေးကိုလည်းကျွန်တော်တို့ဒါခီးသွားအခိုက်ကျွန်တော်ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပါတယ်ကျွန်တော်အသင်းဖန်နဲ့တော့မပေးနိုင်ပါဘူးကျွန်တော်တို့ဘာလို့ကျွန်တော် bright တာဆိုတော့အသင်းဖန်နဲ့မပေးနိုင်ပါဘူးကျွန်တော်တို့ရဲ့ဒီမိတ်ဆွေတငယ်ချင်းကျွန်တော်တို့ရဲ့ဒီရင်းနှီးကြတဲ့ကျွန်တော်ခင်မင်ကြတဲ့ညီကောင်မောင်နှမတွေရဲ့စုပေါင်းတို့ကနေပြီးတော့လှူဒါန်းတို့ကတဆင့်လှူဒါန်းခဲ့တဲ့ဟာကိုကျွန်တော်ကိုယ်စားလှယ်ဖြစ်လာလှူရတာပါကျွန်တော်တို့နေမလှူဒါန်းနိုင်ပါဘူးကျွန်တော်တို့အသင်းရဲ့ရည်ရည်မှုကအခုချိန်မှာကဟလာဒီကျွန်တော်တို့ရဲ့ ဟိုဘော်ဒိုရင်စက်သုံးစီဘိုးတော်မှာအနိုင်နဲ့ဖြစ်နေချိန်မှာတော့ကျွန်တော်မလူရနိုင်ပါဘူး။ဒါကျွန်တော်တို့ဒီမှာလာပြီးလှုပ်ပေးတဲ့ဥစ္စာလဲကျွန်တော်တို့ညီကိုမောင်နှမတွေရဲ့ပတ်မှုမှုနဲ့လာလို့ကြတယ်။အခုတို့ကနေပြီးတော့တောက်လျှောက်ကျွန်တော်တို့ဒီမနေ့ကနေစပြီးကျွန်တော်တို့မနေ့မှလိုင်းမမီတဲ့အတွက်ကျွန်တော်ဘာမှမသိခဲ့ရဘူး။နှစ်ရက်တိတိကျွန်တော်အလုပ်ဆက်သွယ်ပြနေတယ်။ဒီနေ့မနေ့ညနှစ်နယ်လောက်မှစပြီးလိုင်းမီတဲ့ချိန်မှာတောက်လျှောက်ဝင်လာပြီးတော့အာလူဘွေးပါလူဘွေးတော့မနေ့မှကျလူဘွေးကတော်တော်အဆင်မပြေဘူး။ဘာလို့တော့ဟိုမှတော်တော်ဟိုဟာပေါ့ဟိုကောကောပြပြနေဖြစ်ပြီးတော့ လိုက်စူးစီးဖို့မလွယ်ဘူးဖြစ်နေတဲ့အချိန်မှာအဓိကကတော့အသက်ကယ်ဖို့နဲ့ကျွန်တော်တို့ကျွင်းကြံတဲ့ရုပ်ခန္ဓာတွေကိုဟိုဖော်ထုတ်ဖို့လောက်ကိုဦးစားပေးနေတဲ့အတွက်ဟိုမှာကျွန်တော်အချိန်မပေးနိုင်ဘူးအဲ့ဒါနဲ့ကျွန်တော်ဒီမှာပြန်လာတော့ကဲလမ်းမှာအဲဒီမှာဟိုဒီမှာရှိတဲ့နေပြည်တော်မှာလက်တော်အခြေအနေဆိုတဲ့ဒီမှာဝင်ပြီးတော့ကြည့်မယ်ဆိုပြီးတော့ဒီမှာရှိတဲ့ကျွန်တော် EMN မြန်မာ channel ရဲ့အတင်းပြည့်တဲ့ဘိုးစေတနာအတင်းနဲ့ဝင်ရောက်ချိန်ဆက်ပြီးတော့ဒီမှာရှိတဲ့နေနေသားကိုသူတို့ကတော့အပြီးဆုံးဖြစ်တဲ့သူတို့နဲ့ချိန်ဆက်ပြီးတော့လာအောင်ထူတာဖြစ်ပါတယ်ကျွန်တော်တက်နေတဲ့ဘက်ကနေလူတန်းနဲ့ငွေလေးကိုကျွန်တော်ဒီမှာလာပြီးတော့အိမ်တော်သူ90စာ အဲလူကြီးကျွန်တော်တို့50သားဆိုတော့ဟိုအမောက်တင်တယ်ဆိုကျွန်တော်တို့ကဟိုဘာပေါ့ဟို25ဒိန်ဘူးလောက်ကျွန်တော်တို့မှလာလူချင်းဖြစ်ပါလေဗျာကျွန်တော်အများကြီးလိုအပ်ချက်တွေဖြစ်လာမယ်ဗျာကျွန်တော်အခုလုံးတဲ့ကိစ္စကျွန်တော်တို့အားနဲ့မရပါဘူးဗျာဒါတော့တကဘာလုံးကလည်းကျွန်တော်တို့ဟိုငလျင်နဲ့ပတ်သက်လို့အားလုံးအောင်ဆက်ပြီးဝိုင်းပူကြီးတဲ့အချိန်မှာလဲကျွန်တော်တို့နိုင်ငံအနေနဲ့လဲအဲဒီဘာပြပရောက်တဲ့ညီကိုမောင်နှမတွေနေနဲ့လဲပူပေါင်းပူကြီးပြီးတော့လူနာပေးကြပါလူတင်ရတယ်ပြီးတော့ကျွန်တော်တို့က မြင့်တရက်ခံတောင်းဆိုပါတယ်ဗျကျွန်တော်တို့နိုင်ငံအနေနဲ့လည်းတော်တော်လေးပြောဟိုဘယ်လိုခေါ်မလဲတော့ဟိုကူရင်းလူလူရင်းနဲ့မောနေတဲ့အဆင်ဖြစ်နေဒီဘုံတော့မကြမတင်ခင်ကပြတ်သက်တဲ့ရေဘေးမှာလည်းတော်တော်လေးကျွန်တော်ပြင်ပခဲ့တယ်လေအခုဒီမှာလေးလပဲရှိသေးတယ်အခုထပ်ပြီးတော့ဒီငလီတိုင်းကြောင့်ကျွန်တော်ရှိရရှိတဲ့ပြည်သူတွေလည်းတော်တော်ပြင်ပနေကြပါပြီတော်တော်လည်းဟိုဘယ်လိုခေါ်မလဲဆိုတော့ဟိုတော်တော်လေးလည်းနွမ်းပါနေကြပါပြီအဲ့အတွက် BB ဆိုင်မှာရှိတာလည်းကျွန်တော်ဗမာပြည်သူဗမာပြည်သားတွေလည်း ဝိုင်းဝန်းကူညီကြဖို့နဲ့တစင်စကားတစင်နာပြီးတော့လာရောက်ပြီးတော့ကူညီပေးဖို့လဲကျွန်တော်ဒီနေ့ရနေပြီးတော့မြစ်တရားခံတောက်ဆိုပါတယ်ဗျာအားလုံးကျေးဇူးတင်ပါတယ်ဗျာမင်္ဂလာညဟုတ်ကဲ့